မင်္ဂလာပါရှင်။ဇွန်လ23ရက်တောက်ကြနေ့ကင်ဒရဝတီ Time သတင်းဌာနရဲ့ရုပ်သံသတင်းကိုတင်ဆက်ပေးပါရမယ်။စီဆိုင်မြို့ပေါ်မှာလိုင်စင်မဲ့ရင်တွေအဖမ်းဆီးရှိနေတာကြောင့်စေခိုင်းရွှေ့ပြောင်းခံရတဲ့ဒေသခံတွေအခက်တွေ့နေရပါတယ်။ဖဲခုတ်ရှစ်ဖက်ကန်ကစစ်ဆောင်လူထုတွေအတွက်ရေရှည်ခလုံနိုင်မဲ့နေရာလိုအပ်နေတယ်လို့ဆိုပါရယ်။ကျွာလုံးကျွတ်ထင်းဆောင်ရတဲ့ကိုကိုွေကြီးရွာရဲ့စာတင်ကျောင်းဆောင်အသက်ဆောင်းလုံးနေပြီးအကူအညီတွေလိုအပ်နေပါတယ်။ ဒီမုံစုအရှိဖက်ချမ်းကကိုထူကိုထဆစ်ဆောင်စာတင်ကြောင်းမှာចောင်းတုံတင်ထောက်ကို ပြည့်စည်တွေလိုအပ်နေဆဲဖြစ်တယ်လို့ဆိုပါရယ်ဒီသတင်းတွေကိုကြည့်ရှုနားဆင်ရမှာပါစကောင်စီလက်အောက်ခံပြည်သူ့စစ် PNO ဟာစီဆိုင်မြို့နယ်မှာရှိတဲ့နောင်ကျောကျေးရွာအုပ်စုနဲ့တောင်ရှိကျေးရွာအုပ်စုကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျေးရွာအတွင်ကနေထွက်သွားခိုင်းနေပါဗျ။ဇွန်လ9ရက်နေ့မှာစတင်ထွက်ခွာခိုင်းတယ်လို့ဆိုပေမဲ့ဒေသခံတွေက ဇွန်လ9ရက်နေ့မှာမှစတင်သိရှိရတဲ့အတွက်ဇွန်လ9ရက်နေ့ညနေပိုင်းမှာစတင်ရွှေ့ပြောင်းခဲ့ကြပါတယ်။အခုလိုရွှေ့ပြောင်းတဲ့အခါမှာစီဆိုင်မြို့ပေါ်မှာလိုင်စင်မဲ့ရင်တွေကို ဖန်စီစစ်ဆေးတာရှိနေတဲ့အတွက်ရွှေ့ပြောင်းကြတဲ့ဒေသခံတွေအတွက်အခက်တွေ့ရတယ်လို့ပို့လူငယ်အစီယုံသားဝရှိသူကကန်ဒရဝတီ time ကိုပြောပါရယ်။လိုင်စင်မဲ့ရင်တွေကိုဖန်စီကငွေကြေးတောင်းခံမှုတွေလည်းရှိနေတယ်လို့ဆိုပါရယ်။ ဒေသခံတွေကိုသူတို့ခြေရွာအတွင်ကနေထွက်ခွာခိုင်းတာကအဲ့ဒီအုပ်စုအတွင်တော်လရင်အုပ်စုတွေရှိနေတဲ့အတွက်နေမြေရှင်လင်းမှုတွေဆောင်ရွက်နိုင်ဖို့ဆိုတဲ့အကြောင်းရင်းနဲ့ထွက်ခွာခိုင်းတာဖြစ်တယ်လို့သိရကြောင်းပို့အုပ်လူငယ်အစည်းအရုံးတာဝန်ရှိသူကကန်ဒရဝတီ time ကိုပြောပါရယ် PNO ဟောင်းထွက်ခွာသွားတဲ့ဒေသခံပြည်သူတွေကိုတောင်ယာခင်းတွေစစ်ဘေးရှောင်စခန်းတွေမှာတွားရောက်ခိုးလုံဖို့ခွင့်မပြုထားဘဲတနေရာထဲစုဝေးနေခိုင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ် ရှမ်းပြည်တောင်ပိုင်းဖဲခုတ်ရှစ်ဖက်ချန်ကိုစစ်ကောင်စီနဲ့ BNO တပ်တို့ဇွန်လ၂ရက်နေ့ကအင်အားအလုံးအရင်နဲ့ထိုးစစ်ဆင်လာခဲ့ပါတယ်။အဲ့ဒီစစ်ကြောင်းကြောင့်ထွက်ပြေးသိမ်းရှောင်ခဲ့ရတဲ့စစ်ရှောင်တွေအတွက်လက်ရှိမှာရေရှည်ခလုံးနိုင်မဲ့နေရာတွေရှာပါလာတယ်လို့စစ်ရှောင်ကူညီသူတွေကပြောပါတယ်။ဖဲခုတ်ရှစ်ဖက်ချန်မှာရှိတဲ့ဆောင်းနန်းခဲ၊လွယ်ပေါ်၊နန့်ပေါ်လုံး၊လဟဲ၊ပိန်းနေကုန်းအပါအဝင် ကြီးရွာအများစုဟာ ဘေးလူရာကိုထွက်ပြေးသိမ်းရှောင်နေကြတာပါစစ်ရှောင်လူထုတွေဘေးလူရာကိုသိမ်းရှောင်နိုင်ဖို့အထူးကဦးစားပေးကြပေမဲ့နောက်ဆက်သွဲစိတ်ခုံမှုတွေဖြစ်တဲ့ဇာနာရိုက်ခါလိုအချက်တွေလည်းရင်ဆိုင်ချရတယ်လို့ဆိုပါရယ်လက်ရှိမှာလည်းမိုးရသည်ဖြစ်တဲ့အလျောက်အမိုးအကာလိုအချက်တွေရှိနေကြပြီးစစ်ရှောင်ရတဲ့သူတွေများလာတာကြောင့်လူအချက်တွေဖြစ်စည်းနိုင်ဖို့စစ်ရှောင်ကူညီသူတွေအနေနဲ့လည်းခက်ခဲလာနိုင်တယ်လို့ ຫນွေဥကရုလေးများအဖွဲ့ဝင်တူကကင်ဒရဝတီ time ကိုပြောပါရယ်လက်ရှိတင်းရှောင်ကြတဲ့ဆစ်ရှောင်တွေဟာဒီမွန်ဆိုနဲ့ရှမ်းပြည်နယ်ဘက်ကိုတင်းရှောင်ကြရပြီးဆစ်ရှောင်ဥယေထောင်ချီထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါရယ်ရှင်ခရုဆုံမြို့နယ်အနောက်ဘက်ခြမ်းဒေလကျူအုပ်စုအတွင်က ကိုကွေချေးရွာမှာအခုစာတင်နေအတွက်စာတင်ကျောင်းဆောင်တွေဆောက်လုပ်နေဆဲဖြစ်ပြီးအကူအညီတွေလိုအပ်နေပါရယ်ကိုကွေချေးရွာဥက္ကဋ္ဌကတော့ အမိုးအကာနဲ့တံမိုးတွေကိုအဓိကကူညီစေလိုတယ်လို့ပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကမိုးသည်ထန်စွာရွာသွန်းပြီးတဘဝဘေးဒဏ်ကြောင့်ကိုကွေကျေးရွာအတွင်းမြေအက်ကွယ်လာကရွာခန့်တွေဟာတခြားနေရာကိုရွာလုံးကျွတ်ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်အဓိကအားထားသွားလာကြတဲ့ကျေးရွာလမ်းတွေဟာလည်းမြေပြိုမှုကြောင့်သွားလာလို့အဆင်မပြေတော့ဘူးလို့ဆိုပါရယ်ကျေးရွာဟောင်းမှာစာတင်ကျောင်းဆောင်ရှိနေသေးပေမဲ့ တည်ယူဖို့လန်ခီအဆင်မပြေတာကြောင့်စာတင်ကျောင်းဆောင်ရဲ့အတုံးဆောင်ပစ္စည်းအနေငယ်သာယူဆောင်နိုင်ခဲ့ကြတာပါဒိသခံတွေကတော့စာဝန်ရေးအတွက်တောင်ယာလုပ်ငန်းကိုသာအားထားလုပ်ကိုင်းကြတာဖြစ်ပါတယ်အဲ့ဒီကြေးရွာမှာတော့မူလတန်ကိုဖွလစ်တင်ကျောင်းပေးသွားမှာဖြစ်ပြီးအခုစာတင်နေအတွက်တက်ရောက်မဲ့ကျောင်းသားဥယေ30ကျော်ရှိနေပါတယ်ကိုကွေကြေးရွာမှာတော့ဒိသခံတွေအပါအဝင်စစ်ဘေးရှောင်တွေစုပေါင်းနေထိုင်ကြတာဖြစ်ပြီး H36 အိမ်လူဦးရေနေရာဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမုန်းဆိုမျိုးနဲ့ရှစ်ဖက်ချန်းကပုံချောင်းစစ်ချောင်းစခန်းမှာကိုထူကိုတစာတင်ချောင်းကိုဖွက်လက်တင်ချပေးနေပြီးချောင်းသုံးတင်ထောက်ကိုပြည့်စည်တွေလိုအပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်က Grade 9အထိသာဖွက်လက်ခဲ့ပေမဲ့အခုစာတင်နေမှာတော့ချောင်းသားမိဘတို့ရဲ့တောင်းဆိုချက်အရာ Grade 10အထိကိုတိုးချက်ဖွက်လက်ထားတာပါ။လိုအပ်တဲ့ချောင်းသုံးတင်ထောက်ကိုပြည့်စည်တွေ ဗလာစာအုပ်ချောင်းဆရာဆရာမတို့ရဲ့လှဆင်ထောက်ပတ်ကြေးတွေရရှိဖို့အကူအညီတောင်းခံလိုတယ်လို့ကျောင်းသားဝခန်တူကကင်ဒရဝတီ time ကိုပြောပါတယ်။ကျောင်းသုံးဖက်စာအုပ်တွေဟာ grade 7နဲ့ grade 10အတွက်သာရှိသေးပြီးကျန်အတန်းတွေအတွက်ဖက်စာအုပ်ရရှိဖို့အတွက်အကူအညီတွေလိုအပ်နေတာပါ။အဲ့ဒီဆက်ရှောင်းစာသင်ကျောင်းမှာတော့ KG ကနေ grade 10ထိကိုဖွင့်လှစ်သင်ကြားပေးနေပြီးကျောင်းသားဦးရေ80ကျော်ရှိပါတယ်။ Greeny ပြည်ကဆက်ရှောင်းစခန်းအများစုမှာ အခုပညာသင်နှစ်အတွက်စာသင်ကျောင်းတွေကိုဖွင့်လှစ်သင်ကြားပေးနေပေမဲ့ကျောင်းဆောင်သင်ထောက်ကူပစ္စည်းတွေကလိုအပ်ချက်များပြားနေဆဲဖြစ်ပါတယ်။ကန်ရောဝတီတိုင်းရဲ့ရုပ်သင်တဲ့ရင်ကိုသင်ဆက်ပေးခဲ့တာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးဘေးအိဒီအပေါင်းကကင်းဝေးကြပါစေရှင်ကျမမောင်ညာမှာပါ